ိုင်ပွဲတင်ပွဲမှာဝိတ်ချတာနဲ့ပတ်သက်ပြီးတော့ပြီးအစာတောက်နဲ့ပတ်သက်ပြီးတော့အဲ့ဒီပိုင်းမှာရတဲ့အတွေ့အကြုံလေးနည်းနည်းမျက်ဝေပေးချင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါ welcome နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီညတော့ကျွန်တော်တို့မြန်မာ fighter တွေအဓိကရင်ဆိုင်နေရတဲ့ပြဿနာပေါ့နော်ဒီအကြောင်းအရာကိုလက်ရှိမွေထိုင်းကစားနေတဲ့ Bronica ကဘယ်လိုမျိုးအကြံဉာဏ်ပေးသွားလဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်ရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ အရန်ကိုအရေးကြီးတဲ့ပွဲစဉ်မိုးထက်အောင်နဲ့ဆက်ဆံရဲ့ညင်ခွန်ပွန်နယ်ရဲ့အပွဲကိုလည်းဒီညချိန်ညလိုက်ပြီးဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့အဲ့တော့မြန်မာဖိုင်တာတွေလက်ရှိအမွေထိုင်းတမအနေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ weight cut ပြဿနာရှိတယ် hydration test ဘယ်လိုမျိုးအဆင်ပြေအောင်ချိန်မလဲဆိုတဲ့ပြဿနာရှိတယ်ပြီးတော့ weight ချိန်ပြီးတော့အားပြန်ဖြည့်တဲ့အပိုင်းပေအစားစာတွေ ရွေးချယ်စားတောက်ရမယ်ဆိုတဲ့အပိုင်းတွင်ကျွန်တော်တို့လိုအပ်ချက်ရှိပါတယ်။ဒီအချက်တွေကတကယ်ကိုပညာသားပါတယ်။အစာအာဟာရပေဒပညာရှင်တွေအဓိကတော့ဒီအားကစားနဲ့ပတ်သက်တဲ့ကျွမ်းကျင်တူတွေညွန်ကြားမှကစားသမားတွေလည်းတည်ရတာဖြစ်ပါတယ်။ပြောမယ်ဆိုရင်ဒီပညာတွေကအလကားမရဘူးပေါ့နော်။အဲ့တော့ဒီညမှာကျွန်တော်တို့မြန်မာဖိုက်တာဘရိုနီကာကတူချစ်တဲ့ညကိုရင်အားလုံးကို ဝိတ်ချိန်ပြီးတော့အချိန်မှာဘယ်လိုမျိုးစားတော့ရမယ်ဆိုတဲ့ဟာကိုပြန်လည်မျှဝေထားတာဖြစ်ပါတယ်။ Okay တစ်ချက်ကြည့်လိုက်ကြအောင်။ Hello အားလုံးမင်္ဂလာပါ။ဒီရက်ကပြီးတော့နည်းနည်းမျှဝေပေးချင်တာပေါ့နော်ဒီပြိုင်ပွဲတင်ပွဲမှာဝိတ်ချတာနဲ့ပတ်သက်ပြီးတော့ပြီးတော့အစားတောက်နဲ့ပတ်သက်ပြီးတော့အဲ့ဒီပိုင်းမှာရတဲ့အတွေ့အကြုံလေးနည်းနည်းမျှဝေပေးချင်ပါတယ်။ဆိုတော့ပရမအဆုံးတပွဲနဲ့ဒုတိယပိုင်းပွဲမှာပြီးတော့နည်းနည်းသုံးသက်ချက်လေးပြီ နည်းနည်းပြောသုံးသပ်ချက်ဆိုတာနည်းနည်းပြောပြအောင်ပေါ့နော်ပြီးတော့ဗာအကြောင်းဟိုပုံစံလဲကွာတယ်ကိုယ့်ကိုယ်လဲနောက်တဲ့ဘွဲမှာဘလို့ဖြစ်လို့ကိုယ့်ကိုအားရှိတယ်ဟိုတက်လုံလဲတက်လုံပိုင်းမှာရောဒီအားပိုင်းမှာရောဗာကြောင်း changes ဖြစ်သွားလဲဆိုတာအဲ့ဒါကိုပြောပြမယ်နော်ပါမတဲ့ဘွဲမှာကကြတော့ဘယ်တော့ကလေဟိုဝိတ်ချရတာကကြတော့စီအောင်တယ်ဝိတ်အောင်တယ်ဒီတခု့ ပြီးတော့လေဝိချပြီးတဲ့ချိန်မှာအစားတောက်ဘလူးစားရမှာမတိလိုက်မတိလိုက်တော့ဘယ်တော့ကဘယ်တခုမှလဲဆိုတော့အာတငယ်ချင်းကရမ်းကောင်လေးကိုကိုကဝိချနေတဲ့ချိန်မှာဘယ်အရန်စားကွအမြဲတမ်းစားနေစားချင်တာစားချင်တာဆိုတော့သူပြောတယ်ဝိချပြီးရနဲ့ထမင်းစားချင်တယ်အဲ့ဒါကြောင့်မလို့ဟင်းတွေလောက်လာပြီးတော့ဗောမြန်မာဟင်းတွေမြန်မာသမီးဟင်းတွေကကရန်သမီးဟင်းပဲဖြစ်ဖြစ်ဗောလောက်လာပြီးဗောနော်ဆိုတော့ သူ့ပြောသူလက်လောက်ထားပြီးအဲ့ဒါတော့ဝိတ်ချပြီးနေပြီးတော့လည်းအဲ့ဒီသမင်းတွေရောသူချက်ထားတဲ့ခြင်းတွေရောအတကုံစားတာအမှသူချက်မှာတော့တကုံစားတာဟင်းဟင်းတွေတကုံစားတယ်အဲ့ဒီဟင်းတွေကလည်းဝက်သားနဲ့အမဲသားကြဲကြဲပဲအတီရွက်တွေကတိတ်မရှိတခုမှာပါလိပြီးတော့အဲ့ဒီပြီးတော့ညက်ဒင်းနာစားလက်ချိန်မှာဆရာသမားတွေနဲ့ဒီတိုက်ကတ်တစ်ပြေးနဲ့သွားပြန်စားပြန်တယ်ဆိုတော့အမဘိုက်က စားပေးရတယ်ပြီးရေလက်တောက်တယ်ဓာတ်စာလက်စားတယ်ဓာတ်စာလက်တောက်တယ်ဆိုတော့ဘာရအမတင်းနေရောတဲ့အုံးရေလက်တောက်တင်းပြီးတော့အမလည်းရမတော့အန်လာအန်ထုတ်တယ်ညလည်းအဲ့လိုမကောင်းတော့ဘူးတဲ့မညလည်းအဲ့လိုပဲပြီးတော့တကယ်တကယ်ပြန်ပွဲမှာလည်းတကယ်တကယ်ကအဲ့ဒီစားထားတဲ့ရတယ်အာဟာရမဖြစ်ဘဲနဲ့ချီပဲဖြစ်သွားတယ်ကွယ်ဆိုတော့အဲ့ဒါအတွေ့အကြုံကောင်းလေးရသွားပါတော့ခုမှနောက်ပိုင်းမှာ အာဒီတပွဲပြီးမှကိုကပြန်ပြီးတော့တုံတက်တယ်ကိုကကိုဘာကြောင့်ဒီလိုဖြစ်ပြီးတော့ကိုရဲ့ senior fighter ပြန်ပြီးတော့မေးရဲဆိုတော့အဲ့လိုမစားရဘူးတဲ့သူတို့ပြောတယ်ဆိုတော့နောက်တပွဲကကျတော့ဘယ်လိုဘယ်လိုမျိုးဖြစ်လဲဆိုတော့ကြိုပြီးတော့ပြင်ဆင်လာတယ်ဒီအောက်ဒါတစ်ခုရယ်ဝိတ်ချရလဲအရင်တစ်ခါလို့မပင်ပန်းတော့ဘူးပြီးတော့လဲဝိတ်ချပြီးပြီးဆိုတာနဲ့အုံးရည်အရင်ဆုံးတောက်တယ်အုံးရည်ပြီးတော့ဓာတ်စာရည်ဓာတ်စာရည်ပြီးတော့ရည် ေနဲ့နဲ့ရင်တောက်တယ်အုံးရေတက်စားရေပြီးတော့နှစ်နိုင်တစ်ခေါက်အာအဲ့ဒါပြီးမှပြီးတော့နူဒယ်နဲ့နဲ့စားတယ်အဲ့နူဒယ်ကိုချစ်ကင်နဲ့ပဲရမယ်နော်ချက်ဥတစ်လုံးနဲ့ချစ်ကင်ချက်သားကလွဲပြီးကြာတာဘာမှမစားရအောင်ပြန်ဝဲထုတ်ပြီးရတယ်ပြီးနှစ်နိုင်တစ်ခေါက်သမီးနဲ့သမီးရဲ့ချက်သားရဲ့ပြီးနောက်ထပ်နှစ်နိုင်သမီးရဲ့ချက်သားရဲ့အဓိကချက်သားပဲဘာဖြစ်လို့လဲဆိုတော့ အမေသားနဲ့ဝက်သားတွေစားတယ်ဆိုလို့ရှိရင်ဒီဘိုက်မှာလေသူကကဟိုဘယ်လိုပြောမလဲချုံထားပြီးတော့မှလေသူကအစာချေရတာခက်ခဲရင်တဲ့အတွက်ကြောင့်မလို့တဲ့အဲ့တော့အားချက်ချင်းမဖြစ်နိုင်ဘူးကွာဖြစ်နိုင်တာကကြက်သားတစ်ခုပဲဆိုတော့အဲ့ဒီပွဲမှာပြီးတော့အမြဲအဲ့လိုမျိုးစားတော့ကော့ကိုလည်းယုံကြည်မှုလည်းရှိလာအစာကောက်ကောက်လည်းအကြောင်းလည်းတိလာတယ်ဆိုတော့ပြီးအဲ့လိုမျိုးလည်းစားလို့လားမသိဘူးဟိုပရမတ်တပွဲပြိုင်ပွဲစင်ပေါ်မတက်ခင်မှာထိုးထားတာ အာပက်ထိုးရသေးတယ်ကွာသွေးပူတွေကိုရဲထိုးရဆိုတချီတော့မပြည့်သေးဘူးညောင်းတယ်မော်ရလကဝဲဒီတပွဲမှာပြီးတော့ဘယ်လောက်ရှိတော့ ready ဖြစ်လဲဆိုတော့စေပေါ်မတက်ခင်မှာလေးကြီးတို့တဲ့ပက်ကို AC ပဲဘာမှမပြည့်ဘူးပုံကယုံကြည်မှုရှိသွားဆိုတော့လေးကြီးတော့မှငါထိုးဘာမှမပြည့်ဘူးသွေးပူလဲ AC လောက်လို့ဆိုโอเคငါရအောင်လုပ်နိုင်ရပြည့်လူတယောက်လည်းအဓိက mindset နော် ကိုဒီဟာဒီပွဲကိုကိုဘလို့နိုင်အောင်လုပ်မယ်ဆိုစဉ်းစားပြီးတော့အဲ့ဒီဒီတစ်ခါကစိတ်ကိုအရင်မထွေပြတော့မစဉ်းစားတော့ပဲနဲ့စင်ပေါ်မှာ rehearsal လုပ်တဲ့ချိန်မှာစင်ပေါ်တဲ့တယ်ကိုကကိုအာယုံစဉ်းစားပြီးတော့မှသူ့ငါဒီနေရာရအောင်ကြောက်အောင်ချမယ်သူ့ဒီနေရာဓာတ်လေးတွေကြည့်ပြီးတော့မှအဲ့လိုမျိုးပြောတာကြရကြရပြီးတော့ထူရနောက်ကောက်ကြလဲအဲ့ဒီနေရာပြီးတော့ခတ်မှန်းထည့်ထားတဲ့နေရာတွေကျပဲဆိုတော့ဒါရီကလူတယောက်မှာပြန်ပွဲနိုင်ခြင်းတယ်ပြန်ပွဲအတွက် ဟိုဘယ်လိုပြောအောင်နိုင်ခြင်းတဲ့ဆိုလို့ရှိရင်လစ်ကြည့်တာတစ်ခုလည်းမပြီးသေးဘူးဒီ mindset ကိုပြိုင်ပွဲမထိုးခင်မာဒီယောကိုမအိတ်ခင်မအောင်အမြဲတမ်းစဉ်းစားပြိုင်ဘက်ကိုဘယ်လိုထိုးရမလဲဘယ်လိုမျိုးဘယ်နေရာမှာဘယ်လိုအဲ့ဒါကြီးအမြဲတမ်းတွေးထားရတယ်ဆိုတာအဲ့ဒါကိုမျက်ဝေချင်ပါတယ်အဓိကအားလုံး fighter တွေတွေ့ပေါ့နော်ဆိုတော့မိနစ်လည်းနည်းနည်းကြာသွားတယ်တကယ်လို့ကိုအာဇာသမားတွေဝိတ်ချပိုင်းတွေဘာတွေမသိဘူးနားမလဲအစားတောက်ပိုင်းမသိဘူးဆိုလို့ရှိရင်ပြီးတော့လာပြီးတော့ စုံစမ်းမေးမြန်းလို့ရပါတယ်ပြီးတော့တိတဲ့ဟာတွေပြောပြမယ်မတိတဲ့ဟာဆိုလို့ရှိရင်ဆရာတွေကိုမေးပေးပြီးတော့မှပြန်ပြီးတော့မျက်ဝေပေးမယ်နော်အဲ့တော့ thank you အားပေးတဲ့ရောက်စရာကျေးဇူးတင်ပါတယ် love you everyone bye bye ဟုတ်ပါတယ်ဒါကတော့တကယ်ကိုအရေးကြီးပါတယ်ဘာလို့ဆိုရင်ဒီ fighter ယူနဲ့ရှန်ထိုးရတဲ့အချိန်မှာအရင်ကုန်ဖန်သွားတာတော့ကိုယ့်ရဲ့ခြေလက် ပြီးတော့ကြက်သားတွေကိုလိုတလိုအသုံးချလို့မရတဲ့အခြေအနေဖြစ်သွားတာလို့ရှိတတ်ပါတယ်။အဲဒါကြောင့်အခု Bronica ပြောဆိုထားတဲ့အချက်လက်တွေကိုဒီတေရှာကိုလိုက်နာပြီးတော့ရွေးချယ်စားတောက်မယ်ဆိုရင်တကယ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုချပြနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒါအနေနဲ့ပဲရှိသေးတယ်ဒီထက်ပိုပြီးတော့လေးလာဖို့လည်းလိုပါသေးတယ်เนาะအဲ့တော့ခုကြည့်ရှုနေတဲ့ညီကိုလေးလည်းကျွန်တော်တို့မြန်မာဖိုက်တာတွေပိုပြီးတော့ပြေဆောင်အောင်အကြံဉာဏ်ပေးလို့ရပါတယ် โอเคအဲ့တော့နောက်ထပ်အကြောင်းအရာတစ်ခုကအခုလာမဲ့ဂျွန်လ23ရက်နေ့မှာကျွန်တော်တို့မြန်မာဖိုက်တာမိုးထအောင်ရဲ့ပွဲပြန်လဲပါဝင်လာပြီဖြစ်ပါတယ်ဒီတစ်ပတ်တောက်ကြိုင်ညမှာတော့ဆွန်ဒရက်ရဲ့ပွဲမှာအဲ့တော့နောက်တစ်ပတ်ကမိုးထအောင်ရဲ့ပွဲကြီးရမှာဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကမိုးထအောင်ရဲ့ပြင်ပတ်မိုးထအောင်ရဲ့ပြင်ပတ်ကဆွန်ဒရက်ကိုတောင်းမှာအနံယူထားတဲ့ဖိုက်တာမျိုးများပြောမှဆိုရင်မာကုံမြင့်နဲ့မွေထိုင်းနစ်စနစ်တော်တော်လေးကိုကျွမ်းကျင်တဲ့ဖိုက်တာဖြစ်ပါတယ် အလေးထိုး bonus လေး၃ချိန်တိုင်းရရှိထားတဲ့ fighter ဖြစ်ပါတယ်ဟုတ်ပါတကယ်ကိုမလွယ်တဲ့ fighter ပါအဲ့တော့ဒီလိုမျိုး fighter ကိုကျွန်တော်တို့အမိုးထက်အောင်နဲ့ပေးတွေးထားပြီးဖြစ်ပါတယ်ဒီခွန်ပွန်တွေကကျွန်တော်တို့အားလုံးသိတဲ့ section ရဲ့အကြီးပါအဲ့တော့သူ့အကို section အလည်းအနည်းကတူကို ပြင်ဆင်ပေးတာတွေအကြံဉာဏ်ပေးတာတွေရှိတာဖြစ်ပါတယ်เนาะအဲ့တော့ဒီပွဲကိုတတိယချက်ကိုချင်းကမှရမှာပါခုနဘရိုနီကာပြောခဲ့တဲ့အချက်လက်တွေကိုလည်းတေချာလိုက်နိုင်ရမယ်ပြီးတော့ ဒီ component ကိုချင်းကတ်တဲ့ပုံစံမျိုးနဲ့တိတိကျကျကို game plan ဆွဲပြီးတော့ကျွန်တော်တို့ရှင်းပြဖို့လိုအပ်မှာဖြစ်ပါတယ်။အဲ့တော့ game plan ဘိုင်းကိုကျွန်တော်နောက်နေ့မှာ video တိတက်ပြင်ဆင်ပြီးတော့ဒီမှာပြန်လည်သင်ပေးတော့မှာဖြစ်ပါတယ်။ Okay အဲ့တော့ဒီညတော့ဒီလောက်ပါပဲ။နောက် video မှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။